အားလုံးပဲမင်္ဂလာပါ CE Insider from A Bahama ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုကတော့ကျွန်တော်တို့ formation is the formation ကတော့ uh, series everything you need to know about football series You like, You know, Shima, Dubai, uh, yeah. you know, the the rule like right? they like life ခြေခံအမြင်ပါလို့ပါမယ်ဆိုတာတွေကျွန်တော်တို့ data ခဲ့ပြီးပါပြီ။ဒီတစ်ခေါက်မှာကျွန်တော် formation အဲထင်ရှားတဲ့ကစားကိုတွေနဲ့ old school ကစားကိုတွေပြန်ကြည့်ပေးမယ်နော်ဒီ series story ရွေးချက်ကတော့ကျွန်တော်တို့ဘောလုံးပွဲကြည့်တဲ့ Man City fan တွေနဲ့တခြား big fan တွေတူပေါ့နော်ဘောလုံးပွဲတွေအခြေခံအားဖြင့်ကျွန်တော်တို့ပိုကောင်းပိုမပြီးတော့အရသာခံကြည့်လို့ရအောင်ကျွန်တော်တို့ပြန်ပြီးတော့အဲအတူတူလေ့လာကြတဲ့သဘောပါပဲတော့လည်းဘာမှတော့တူတူမသိပါဘူးဟုတ်လားအဲဟို D carrier specialized လောက်ပြီးလာရတယ်ပို့ပေါ့ဒါကဒါမှမဟုတ်တစ်ခုရှိတယ်ခုနကပြောလို့ပေါ့အဲ page လေးပဲလို့လို့ဘာကြီးပဲလို့လို့ပေါ့နော်ကျွန်တော်အဲ့လို login အဲ့လိုကြီးတီးလေးတီးလေးအစားဆုံးလေးအဲ့လိုအသေးစိတ်လေးလိုက်ရှာရဲအချင်းအချင်းရှိနေလို့အဲဒီဟာကိုဒီချောက်ကိုဖမ်းပြီးတော့လေโอเคဗီဒီယိုလေးလေးလုတ်လိုက်ရင်တော့ပို့ပြီးတော့ဖတ်ရတာအားရှိမယ်ပေါ့နော်ဒီတိုင်းပဲကိုပေါ့တယောက်လေးဖမ်းရအောင်ပို့ဖတ်လိုက်ဗီဒီယိုလေးလုတ်လိုက်အဲ့လိုမျိုးပုံမေးစင်းနေကြောင်ကျွန်တော်ပြောပါမယ်လေးလာကြည့်အောင်အဆမ်းမမလုတ်တာတော့ကို့အစင်ဒီတော့ဘာလဲပေါ်ပွဲလေးမစားသေးဘူး ဇန်ဘာမှာပဲကျွန်တော်တို့တည်တင်ပြလိုက်တာတွေလုပ်ထားပြီးတော့ဒါမင်း2026တော့ဟိုစိတ်ဝင်စားတွေအကောင့်တွေရာသီတခုဖြစ်လာမထင်ပါနဲ့အဲ့တော့ဆက်လိုက်အောင် formation လေးတွေကြည့်မယ် formation ကစားအကွက်ပေါ့နော်အဲ့တော့ formation ဆိုတာကတော့ဒီကွင်းထဲမှာအသင်းတသင်းရဲ့လူနေရာခြားထားမှုပဲဖြစ်ပါတယ်။ဒါကိုအလျားလိုက်သဏ္ဍန်တွေတန်းပြီးတော့ပေါ်ပြရတယ်။တပေါ်တော့ဘဲစုံမှာကစားသမားပနေရောက်ထားကစားမလဲဆိုတဲ့ဘောပါ။အချက်လက်တစ်ခုကိုဆွဲထုတ်ပြရရင AC မီလန်အသင်းဟာ1989 1990ချန်ပီယံလိဖလားတွေကိုလေးလေးနှစ်ကစားအကွက်ကိုအသုံးပြုခါရရှိခဲ့ပါတယ်။အဲ့တော့လေးလေးနှစ်လေးလေးနှစ်ကတည်းကလို့စားကြည့်တာ။ဒီ classic 442မှာ now တန်းနဲ့ queen လင်မှာ၄ယောက်စီနဲ့တိုက်ချက်မှု၂ယောက်ပါဝင်ပါတယ်။ full backs တွေကခံစစ်ကိုအဓိကထားကာဝယ်ရပါမယ်။ရန်ဖန်ရန်ကတိုက်စစ်ကိုလိုက်ပါဆော်ကစားပေးလိရှိပါတယ်။ တော့သူ့မှာရှိတဲ့ two white mid feeders LMF RMF ဒီကိုင်းလေအဆွန်လူနှစ်ဦးကတိုက်စစ်မှုနှစ်ဦးကိုဖြတ်တင်ဘောတွေအဓိကပေးပို့ရပါတယ်ခံစစ်ကိုပြန်ကူဖို့အတွက်လည်းနောက်ကိုပြန်ချင်းပေးရတဲ့တာဝန်ယူထားကြတယ်အဲ့တော့ forward တွေတိုက်စစ်မှုတွေကကိုင်းလေနဲ့ခြေဆက်ပြီးမှမဟုတ်ပဲနဲ့အတိုက်စစ်ကိုလူလူတက်ရောက်နေရယူနေနိုင်ပါတယ်သူတို့ကအတွဲလိုက်တာအာသာကျဲပါပြီလေးယောက်တန်းနှစ်လိုင်းထားကစားရတဲ့အကြောင်းခံစစ်ကိုပုံမှန်ချစ်လက်စေရယ် ိုက်စစ်မှုနှစ်ယောက်ထားရတော့ပြိုင်ဘက်ကိုအဆက်မပြတ်ချင်းချောင်းနိုင်ကြွလည်းရှိပါတယ်။နောက်ခံဆွန်လူတွေရဲ့ပြိုင်ဘက်ခံစစ်ကြောင်းကိုဆွဲချဲတဲ့နေရာမှာထောက်ကူပေးတယ်။အားနည်းချက်အနေနဲ့ဗဟုကွင်းတွေနှစ်ယောက်ပဲထားကြတာကြောင့်ပြိုင်ဘက်စင်းရဲ့ကွင်းလည်းဆုံးမမှုခံရလိမ့်ရှိပါတယ်။တဟိုးလို့ခေါ်တဲ့မိမိကွင်းလည်းနဲ့ခံစစ်လိုင်းကြားနေရာလွတ်တွေကပြိုင်ဘက်တွေကဖူဖူတူရဲ့နေရာဒီစနေကမိမိကွင်းလည်းကစားသမားတွေပေါ့ ဟိုတိုက်စစ်ကောခံစစ်ကောနဲ့တာဝန်ဝင်ပြီးွားစေတဲ့အနေအထားမျိုးရှိပါတယ်အဲ့442ကစားခဲ့တဲ့ဟိုထင်ရှားတဲ့အသေးတွေရှိပါတယ်အဲဒါနားထောင်နေတဲ့အခုလူတွေလည်းစိတ်ထဲမှာတန်းပေါ်လာမှာပေါ့ဒါကတော့တကယ်အဓိကအပြင်ကျွန်တော်ဘောလုံးပွဲကြည့်ရတယ်တကယ်ဂိမ်းတွေပါကစားရတဲ့အခါကျရင်ဒီအချာရာဟိုပို့ပြီးတော့စဉ်းစားလို့ရအောင်မယ်ထင်ပါတယ်နောက်ကစားကောတစ်ခုကိုကြည့်လိုက်မှဆိုရင်4231ပေါ့နော်အင်မတန်ခေစားတဲ့4231မှာ 27ရာစုတဲကိုဝင်လာတဲ့ညဒီရဲ့အတုံးအတွင်ကျဲလုံး formation ပဲဖြစ်ပါတယ်ဒီ4231အခုထိလည်းဥရောပမှာဒီကစားကောက်ကိုအတင်းအများစုသုံးဆွဲကြပါတယ်။နောက် defender ၄ယောက်ခန်းစစ်၄ယောက်ထားခြင်းကြောင့်ဒီမှာ solid defense ကိုတည်ဆောက်ထားနိုင်တယ်။ full back တွေကတိုက်စစ်ကိုချဲ့ထွင်ဖို့အတွက်တိုက်စစ်ကိုလိုက်ပါကစားလို့ရှိပါတယ်။နောက် defensive midfielder တွေကတော့ခန်းစစ်တန်းကိုပုံမကောက်ဝယ်ပြီးတောင်းဝင်ယူပါတယ်ဒီကစားကော။နောက် wide midfielder တွေကခန်းစစ်တိုက်စစ်နှစ်ခုလုံးကစားပေးပါတယ်။ single striker ကတော့နောက်က attacking midfielder သုံးယောက်လုံးရဲ့ထောက်ပံ့မှုတွေကိုမိခိုးပြီးတော့မှအဲသူကသူ့ရဲ့ tactics ကစားပုံပြန်စားတင်ရတော့အဲဒီနေရာမှာတချို့ wide midfielder တို့ defensive midfielder တို့ကိုကျွန်တော် share video မှာပြောခဲ့ပြီးတော့ပဲသူတို့လုပ်ကုန်သူတို့ရဲ့ function မျိုးပေါ့အဲတော့အားသာချက်4231ရဲ့အားသာချက်ကိုင်းနယ်ကျောမှာတောက်လျှောက်ဘောလုံးပေးပို့မှုတွေလုပ်နေနိုင်တာပါ4231အဲတော့ဒီလိုခင်းကျင်းထားခြင်းအပြင်ဒိုင်ဘတ်သင်းတွေကိုင်းနယ်စိုးမိုးနိုင်ကြအောင်လေသူကကန့်သက်ထားစီပေးပါ AMS 3ယောက်ထားချီခြင်းကတိုက်စစ်မှာလမ်းကြောင်းတွေဖွင့်ကုန်ပါအာတီတာအလန်ဒီမက်ဆီနဲ့တွေ့တဲ့ခါမှာဘာကြောင့်43 1တုံးတယ်နော်အဲ့တော့အားနည်းချက်အဲ့တော့တတိတိဖြစ်နေတဲ့ဒီတိုက်စစ်မှုတယောက်တည်းဖြစ်နေတဲ့တိုက်စစ်မှု AMS တွေစီကအထောက်ပံ့သူကစောင့်မျှော်နေရအဲ့တော့ AMS တွေကပဲလောအားလုံးကောင်းကောင်းနဲ့ခံစစ်တိုက်စစ်ကိုကာပါပေးဖို့ကြိုးစားပါတယ်အဲ့ white player တွေအနေနဲ့ကလည်းခန်းစစ်ကိုပြင်ဆင်ဖို့အတွက်တောင်းရှိရကြောင်းဒီကစားကုန်မှာတော်လေးကိုပင်မန်းပင်မန်းပါအဲ့ တော့ခိုက်စစ်မှုနဲ့ခန်ခိုက်စစ်မှုနဲ့ EMF တရားတွေကိုဖျက်တောက်ထားတာမျိုးတိုက်စစ်မှုတယောက်တည်းအဲထားခဲ့တာမျိုးတွေကိုကံတရားလုံးလေးရှိပါတယ်ဒီလိုနေထားမျိုးမှာအဲဘာကြောင့်ပါစင်နယ်အခြေစူးကိုလိုအပ်လဲဒါမျိုးတွေပြန်စဉ်းစားကြည့်လို့ရအောင်အဲ other modern formations တခြားဒီဘက်ခင်မှာသုံးတဲ့ formation တွေကစားကုန်တွေကိုပြန်လေ့လာကြည့်လိုက်ရင်တော့မပါရှိသေးတဲ့ဆို41212 41212လေးတစ်နှစ်တစ်နှစ်ပေါ့နော် ဒီကစားကောက်ကို the diamond လို့ခေါ်ရပါတယ်။အဲသူဟိုတိဆောက်လိုက်ရင်က diamond ပုံစံလေးပါတယ်ဗောလေ။အထူးသဖြင့်ခွင်းလေကိုချစ်လက်ဖို့ရည်ရပါတယ်။ true backs တွေကတော့အဲ taxi ကိုချဲထွင်ဖို့ချဲထုတ်ဖို့အတွက်ပြင်ချစ်ကိုတက်ကစားလေးရှိပါ433နောက်တစ်ခုကဒီကစားကောက်မှာတော့ကွင်းနဲ့ကစားသမား၃ယောက်လောက်တိုက်စစ်ဖို့အတွဲလိုက်ရွေတရားပြီးတက်တာ။ဘွဲကိုအပြက်ဖြတ်ချင်တာနောက်ကလိုက်ကစားတာစားရခြေရင်းပါလေ တိုက်စစ်ကစားမှာအများစုပေါင်းလေ433ကိုကစားကြပါတယ်မကြမကြသေးရင်ကျွန်တော်ပြီးရဆော့ရပါတော့အဲ3 3232ပေါ့ကျွန်တော်ပုံမှန်ကစား3232အဓိကတိုက်စစ်မှု2ရောက်ကိုကျွန်တော်လိုချင်ဂိမ်းထဲမှာ SM 2ရောက်ထားလာခြင်းနဲ့အဲသူတပြင်းပြန်ပက်တော်ယုံပြန်ပက်ခံတော်ယုံကောင်းနေတယ်ပြန်ပက်ခံစေတဲ့နေတိုက်စစ်မှု2ရောက်တို့တားစီရမယ်ဆိုတော့တို့အများရန်ကောင်းစားတယ်ပေါ့ အဲ့လိုအနေထားမျိုးမှာတုံးနေဒါပေမဲ့ခန်းစစ်တန်းကြီးက၃ယောက်တန်းခန်းစစ်တန်းဖြစ်တယ်တော့ခန်းစစ်ကိုကာဝပြန်လို့ရတော့လေးခက်ခဲအဲနီးစွင့်ကြောင်းစုမြန်မာရယ်ဘုံဂိမ်းထဲမှာရောပြီးရယ် sorry FIFA short အမ်အဲ့တော့အဲ့တော့ကျွန်တော်ရဲ့ဒီ4အဲ3 2 3 2ကိုကမ်ဘက်တိုင်ဘက်တင်နေတော့ဒိုးမပေါက်တဲ့ခါကြာရင်နောက်ပြီးတိုင်ဘက်ကကျွန်တော်ရဲ့၃ယောက်တန်းခန်းစစ်ကိုအလွယ်တကူ ကိုယ်ရဲ့ twin နေပြီကြော433ကိုကနောက်လိုက်ကစားရင်433ပြန်ပြောင်းလိုက်အဲအဲ့လိုမျိုးပေါ့နော်ကစားကွက်လေးဒီလိုလေးဒီနေမှာဆော်တာအောင်ပြန်မှကြည့်ရအောင်433တောင်းလိုက်ပြီးတော့တိုက်စစ်ဖို့ပေါ်တော့ချက်ပေါ့နော်ဒီကောက်ချောက်3ရောက်3ရောက်မြေအကိုရေးလိုက်တိုက်စစ်ဖို့ပြန်ဆင်တော့မှာဒါက433ရဲ့အနေထားပေါ့တိုက်စစ်ကိုလုံးဝအဲကိုကအကိုရေးလိုက်ရွေတရားပြီးတော့ဟာပွဲကိုအပြတ်ဖြတ်ဖို့ကြိုးစားတဲ့အချိန်မှာဒီကစားကွက်ကိုကပြောင်းပြီးတော့ တူတူပြောင်းပြီးတော့သုံးပလိုက်လို့ရအောင်အဲ့တော့ tight six ကဒါမှရအများစုပါဝင်နေတဲ့ဒီကစားကောနောက်တစ်ခုကြည့်လိုက်4321အဲသူ့ရဲ့ဒီအဲ့ဒါ432အောင်နေရာချကြည့်လိုက်4321အစင်လိုက်ကြီးခြုံထွက်သွားတယ်ကောနော်ဒီ Christmas tree လို့ခေါ်ရပါတယ်ဒါလည်း433ရဲ့ tight six မျိုးကွဲတစ်ခုဖြစ်ပြီးတော့ဒါမျိုးကွဲတစ်ခုဖြစ်ပြီးတော့ tight six ကစားသမားတယောက်ရဲ့နောက်မှာ queen line tight six နှစ်ယောက်ထည့်သွင်းလာတဲ့ကစားဟန်မျိုးပါ 那你们的内里看着把球落往边呢？ 因为第三步不能。还有，formation。那你们就看他们阿婆阿姐个 four three two 呢？four three two 啊。那如果按照 formation 来踢起来，你说个 four five one 踢对呀？踢过来阿萨比，我要你踢个啥？双脚背嘛，没双没双耶，过来的里面没双耶，你个乌迪进去来个打过来，明白？踢 four five one 说。 defender defenders တွေအနေနဲ့ကိုင်းလယ်မှာလာကျက်နေတာကြောင့်အနောက်မှာထိုင်ချအဲကိုင်းလယ်မှာကျက်သွားရတယ် defenders လေးပေါ့အနောက်မှာထိုင်ချပြီးကစားနိုင်အ two wide midfielders ပဲဘယ်ညာအစွန်လူအစွန်ကိုင်းလယ်နှစ်ယောက်နေတိုက်စစ်ကစားချိန်မှာချစ်တက်ပြီးတော့ဟလာ433ဆိုရကစားဟန်တို့ပုံပုံနိုင်တယ်တိုက်စစ်ကစားရတဲ့ချိန်မှာ451ခင်းလာပြီတော့ဦးတဲ့တော့တိုက်ချက်မှုအနေနဲ့ရတော့ တိုက်စစ်ကစားခြင်းကိုဘောလုံးကင်ထားပြီးနောက်ကလိုက်တက်လိုက်ယူနေတဲ့တွဲဖန်တိုင်းရောဘောလုံးဟိုးထားရင်ကောင်းအောင်အားစာချက်အနေနဲ့ကွင်းလေ9ယောက်ပါတာကြောင့်ဘောလုံးပိုင်ဆိုင်မှုပိုထားပါအဲ့တော့ကွင်းလေကိုစီးထားခြင်းနဲ့ကင်းလေပဲ4 5 1နဲ့စာနေထွက်မယ်ကစားဘောကကင်းလေပြောင်းလွယ်ချီတယ်ဥမာတိုက်စစ်စင်ခြင်းမှာ4 3 3အဲဒါမျိုးတော့အထင်ပြောင်းရနိုင်တယ်ခန်းစစ်မှာပြန်ပြီးတော့အဲ4 5 1ပြန်ဆင်းလိုက်အဲ့တော့ပြန်ပြတ်အတွက်လေချူရခက်တဲ့အဲထူဖြက်ရခက်တဲ့ကစားဘောဖြစ်ပါ သူကပြင်အကောင်းဆုံးကတော့ကိုကိုက highline defense အသင်းတွေကိုလည်းဟိုကိုင်ရန်ကချိုက်တယ်။ဒါမကွာလေဂေးကြီးကိုအနည်းစစ်ပိုင်းတွေမှာတိတ်မပြောင်းလဲဘူးသူက full fight one တွေပြောင်းလိုက်ပြီးပါ။အခုသူ့ကိုထိုင်ချပလိုက်လို့ရတယ်နော်။အားနည်းချက် long striker တယောက်လည်းအသင်းရဲ့ကစားကိုမပောင်းဝင်မင်းနဲ့ပိတ်ဆို့ခံရတာမျိုးဖြစ်နိုင်ပါတယ်။အဲအသင်းရဲ့ formation ကြောင့်တံမြန်တိုက်စစ်တွေစတင်ရမှာလည်းအခက်အခဲရှိပါတယ်။အဲတိုက်စစ်ကစားချိန်မှာ striker နဲ့လိုက်လံချိန်ဆက်ဖို့လိုတာကြောင့်ဖိအားများသူကဗဟုကွင်းနဲ့နှစ်ယောက်စီမှာအများဆုံးရှိပါတယ်။ ရာဇေးကပုံစံခွက်ပုံစံခွက်ကနေခွဲထွက်ပြကြည်ဒါတော့ချက်လက်တစ်ခုကိုဟုတ်ထလေးလာကြည့်ပါမယ်ထန်စလဲအားကောင်းနေရမယ်တိုက်စစ်မှာလည်းလူမလျော့စေရဆိုရယူဆနေ424ကစားကွက်ကိုဘရာဇေးကယူဆောင်လာခဲ့ပြီးတော့1958ကပဖလာကိုဗိုလ်ဆွဲခဲ့ပါလက်တွေ့မှာခန်းစစ်ကစားချိန်မှာသူက433ဖြစ်သွားပြီးတော့တိုက်စစ်ဆင်ချိန်မှာ334ဆိုတဲ့အသွင်ကူးမြောင်းမှုကို ပေးပါရဲ့ဒီ424ကစားပေါ့။အဲတိုက်စစ်မှုမပောင်ဝင်တဲ့အ တဖက်မှာပြောနေကြတာတက်စစ်မှုမပောင်းတဲ့460ကစားကွာအနာဂတ်မှာခေစားလာမယ်လူတွေကခင်ကျေးပေးနေကြတာပါဒီလိုအချက်လက်လေး460အခုတည်းကကိုပေါ့ကူအဲကိုက PlayStation ဘာဆိုရင် sensor ကြည့်လို့ရတယ်460အနာဂတ်ကစားကွက်လို့လူတွေကအဲခင်ကျေးပေးနေကြတာ532352352ဘာလဲကျွန်တော်ခင်ဗျာလဲ3 2 3 2ဆိုတာကျွန်တော်3နေရှိရတာပေါ့ ။တောင်မဲအစွန်တစုံကခန်းစစ်တိုက်စင်မှတ်ဖို့လုံထောက်ပံ့ပေးနိုင်လို့ရှိပါတယ်။သို့တော်ဒီကစားကအသက်ဝင်မှုကစားသမားတွေရတော့အံဝင်မှရမှာ။ပြရပါချုံလာရခဲ့တာကွာ။ဒီ mid defender ကခန်းစစ်၃ယောက်ထဲမှာ ပေးဖို့မှုအကောင်းဆုံးသူဖြစ်ဖို့လိုတယ်။တိုက်စစ်ကိုစတင်ဖို့လည်းတောင်းယူရပါတယ်။အဲ့တော့၃ယောက်တန်းခန်းစစ်မှာတော့တယောက်ကတော့အနည်းဆုံးအာ passenger တော့ကောင်းတဲ့လူတယောက် ကစားသမားတယောက်ကိုထားထားဖို့လိုပါတယ်ဝင်းဘက်ရှေ့ကတော့တက်ဆစ်ကိုချဲ့ထွင်ပြီးတော့ခန်ဆစ်ကိုလည်းကာဘာပြန်လုပ်ပေးမယ်အဲမစ်ဖီဒာတွေကလည်းခန်ဆစ်ကိုကာဘာလုပ်ပေးပြီးတော့မှတက်ဆစ်မှာ option များအောင်ပြပလိုက်ဖန်တီးပေးပါစထရိုက်ကနှစ်ယောက်ထားတဲ့အတွက်ကွင်းလယ်ဘက်ကဘုံဘုံမဆောင်ဘူးတက်ဆစ်မှာလှုပ်ရှားနိုင်အဲ့ဒါအဓိကအားပါတယ်ဗျာနော်အဲဒီသုံးသုံးပဲဖြစ်ဒီဒီနှစ်အဲ၃တစ်ပဲဖြစ်တယ်အဲ့လိုမျိုးကိုယ့်လေးတစ်ကိုယ့်လုံးစထရိုက်ကဟိုကိုယ့် EMS တွေစောင့်နေရတာ အဲ့ဒီအချက်ကိုအဲ့ဒီအချက်ကိုတော်တော်သတိထားမိရမယ်။အဲ့လိုစောင့်နေရခြင်းဖြစ်လေတော့ဟာဒီကကိုတိုက်စရာဘာလို့အနေနဲ့မရောက်ဘူး။တကယ်တော့ဟိုမှာဟိုတိုက်စင်မှုပါတယောက်လက်အဲပိတ်ပြီနေအောင်နော်ဟိုဘက်ဟိုပြန်ပဲဟိုဂျားရင်ပိတ်ပြီ။အဲ့ဒီအနေထားကိုအဲဖြည့်ရှင်းမှုတွေကနှစ်ယောက်ထားလိုက်ပို့။ဟာဒီကဒါပေမဲ့ဒီခါလေးလေးသုံးသုံးလို့ပါတော့ပိုကောင်းတယ်ပို့။အဓိကခန်းစင်းနဲ့တိုက်စရာချိန်ဆက်တကယ်မိမယ်ဆိုရင် option ပိုများ။တကုံးကနှစ်လေဒီတိုင်းတော့နော်။ ။အဲဒါသုံးကားနဲ့မကောင်းတော့ကို့မှာ၂ယောက်ရှိရတယ်လို့အဲလွတ်လွတ်လပ်လပ်တိုက်စစ်မှာအဲတိုက်စစ်ကတွားနေတာ။ဟိုကွင်းလည်းညံ့သေးတယ်အောင်တိုက်စစ်ကတွားနေ။အဲတိုက်စစ်မတွားနိုင်ဘူးကို့ကအလိုလိုနေဘိုးတွေပေးနေတယ်အဲသုံးကားနှစ်ကြီး။အာသာကျဲကိုကြည့်လိုက်မယ်ဆိုရင်ဘိုးခန့်စစ်၃ယောက်ထားတာကြောင့်ပြန်ပဲကောင်တာတိုက်စစ်တွေကို short ချနိုင်ကြွယ်မြင်သက်မြင်မားသွားတယ်ဘောနော်။အဲခန့်စစ်အစုအဖွဲ့ကိုကွင်းလည်းခန့်စစ်ကသားသမားနည်းလိုလိုကူပေးနေမှာ။ တော့ကွင်းလေ၃ယောက်နဲ့ win back စီရတက်စီကိုရွေးချယ်ပြန်မြောက်လုပ်ပေးနိုင်မှာအားနည်းချက်၃ယောက်တိုင်ခန်းစဉ်မှာပေးဖို့မှုကောင်းတဲ့ခန်းစဉ်မှုတစ်ယောက်မဖြစ်မနေလိုပါတယ်ဒီကစားကွက်မှာကစားဖို့ကစားသမားတွေက position နဲ့ပတ်သက်လို့ imminent ထူးချွန်မှုလည်းလိုအပ်ပါတယ်အဲ့တော့ကြုံရလူတွေ၃ယောက်ဖြစ်ရင်ပြီးရောဆိုလိုက်ပြီးတော့ line out ချက်တော့ဘယ်လိုမှအရင်များတယ်တော့ old formation တော့အရင်က formation လေးတွေပြန်လေ့လာကြည့်မယ်ဆိုရင်အရင်က2 3 5 the pyramid လို့ 180ပြည့်နှစ်ကာလတွေလက်ဆွဲဖြစ်ခဲ့ပါတယ်။တိုက်စစ်ကိုအလွန်အကျွံကစားတဲ့ပုံစံမှာ3223 WN လို့သိတဲ့ဒီကစားကွက်ကို1920ပြည့်နှစ်တွေမှာစတင်အသုံးပြုခဲ့ပါတယ်။ Offside စီးမင်းတွေကြောင်းပြီးတဲ့နောက်တိုးတက်လာတဲ့တိုက်စစ်ကစားဟန်တွေကိုတံပြန်ခုခံပြီးကောင်းတဲ့ကစားဖို့လို့ဒီကစားကွက်ကိုတုံးပါ3 3 3223ပေါ့နော်။432တန်နေစီလိုလည်းတည်ဒီကစားဟန်မှာခန်းစစ်ထောင်းဖို့ စွီပါခံစင်မှုတယောက်ထားကြတာပါဘုဒ္ဓဘာနဲ့ခံစင်တန်း၄ယောက်ရဲ့ဂျာမှာအဲ့ဒါ1432ဆိုရခါကောပေါ့နော်ဒါကြီးကအရင် old school set မှာဒါတွေကအရင်တော့ကစားကွက်လीနော်အော်တော့ဒီမှာကစားအဲကစားဟမ် formation နဲ့ပတ်သက်လို့ကစားကွက်မှာပါဝင်နေအဲဒီဘက်ခင်မှာတုံးနေရတယ်တော့အရင်တော့ဟာအဲ့တော့အချက်လက်ပြီးရောအချက်လက်ပိုင်းဆိုင်လေးပြီးတော့ဒီမှာပြောပြခဲ့ပါအဲအမြင်နဲ့စဉ်းစားဖို့ကောင်းပါလေကျွန်တော်တို့ကဒီ professional ဆက်ကြိုက်သွားနေကြတော့ကိုကျွန်တော်ဂိမ်းတွေကိုပို့ပြီးတော့အကောင်းကောင်းပုံကြီးလာနိုင်ပေါ့လေဆမ်းမမအားနေခြင်းကျွန်တော်တို့အဲလည်လာဟုတ်လားအဲ့တော့ချီစီကိုပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်အဲ CIB က CIB City Insider from Parma က Amit Travis ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးပြေကြပါ Like and follow လုပ်ပြီးတော့ဟုတ်တယ်